ကဲကိုချစ်စုတဲ့ပေးသိစေလေးတည်ကြပါလေခင်ဗျာနောက်နေ့ရဟန်းကရှင်ပြဖြစ်ပြောင်းကိုချစ်စုကိုချစ်လို့ရသက်ဆုံးနေပါလေဟုတ်ကဲ့ဆက်သွယ်လိုက်ပါခင်ဗျာကျွန်တော်ကပေးသိစေရတော့အဲ့လိုမျိုးဟိုပေါ့ကိုပစ္စည်းရောင်းသလိုပေါ့နော်စီးတော့ကျုပ်တော့ရောင်းသလိုဟိုစုပ်တော့ကျုပ်တော့ရောင်းသလိုတခုတသိန်းခွဲပေါ့နော်မတတ်မှတ်ထားဘူးပေါ့နော်နေဝေးနေအနီးဝေးပေါ့ရှိတာဟုတ်အဲစီစီစည်းနေပါနဲ့ညာနဲ့လေအဓိက အားဖြင့်တော့ကျွန်တော်ကဘလို့ပွဲလက်ခံပြီးလဲဆိုတော့အရင်နှစ်တွေတော့ထားလဲပေါ့ဒီနှစ်ပိုင်းမှာ ဘလိုဘွဲလက်ခံလေးပေးလဲဆိုတော့အလူတကလူမများအစင်ပြင်းမငါပါစင်မပြင်းမငါပါနဲ့ဘာဖြစ်လို့လဲဆိုတော့ပုံစင်းနှုံးနေရလဲတတ်တယ်ပြီးတဲ့ခါကျတော့ဒီဒီခစ်ဒီခါမှာလှူဖို့ဆိုတာမလွယ်ပါဘူးအဲ့တော့မလွယ်တဲ့ခါကျတော့ကျွန်တော်တတ်နိုင်တယ်လို့ညှိပြီးတော့ကျွန်တော်လက်ခံပေးပါတယ်ဘာလို့ရှင်လဲရှောက်တာပြားလဲဆွဲတာပေါ့ဗျာတချို့အလူတကလူမကျတော့လဲလှူကျင်နေဗျကျေးဇူးတင်တယ်ချို့ဆိုရင်အော်ကိုနဲ့ပဲလှူမယ်ကိုကိုကိုပဲငါမယ်ဆိုတော့တန်နေထန်နေလှူရတဲ့အလူတကလူမတွေလည်းရှိပါတယ် အဲ့တော့လည်းကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ကလည်းရှင်းလဲရှောက်တာပြန်လဲဆွဲတာအဲကျွန်တော်လက်ခံပေးပါတယ်ဟိုပေါ့အာဇီးများမလားဇီးနဲ့မလားအဲ့ဒါကြီးခေါင်းနဲ့ထည့်မနေနဲ့အဓိကလှူဖြစ်ဖို့ပဲလှူဖြစ်ဖို့ပဲဦးကျေးဇူးငါငါမငါငါဆိုင်းပါပါမပါပါအဓိကလှူဖြစ်ဖို့ပဲနော်လှူပြအောင်ကြိုးစားပါဘာဖြစ်လို့လဲဆိုတော့အဲဒီခေတ်ဒီခါမှာအလှူတခုလှူဖို့ဆိုတာမလွယ်ဘူးအဲ့လိုမလွယ်တဲ့အချိန်မှာလှူရတာပို့ပြီးတော့အဲမြတ်တယ်ပေါ့ဗျာဒီကမှာပို့ပြီးတော့မြတ်တယ်ပေါ့ဘူတချို့ဆိုရင် ဇာဝနေဒုက္ခရောက်တဲ့ဟာမျိုးတွေရှိမယ်အလှရှိတဲ့ခါကျတော့အစဉ်ပြေးတဲ့ကိုလည်းကြွေးရမွေးရတာဟိုကြွေးပြော်တဲ့တန်တယ်ပီလိဖြစ်တယ်ဟုတ်တယ်မလားအဲ့လိုမျိုးကြောင့်ပါကျတော့အဲ့တော့ကျွန်တော်တို့ကလူမများအဲလှူပြအောင်လားလှူပါနော်လိုအပ်တာကိုကျွန်တော်ပါရမီဖြည့်ပါမယ်ငွေကြီးကိုခေါင်းနဲ့တိတ်မစင်းစားပါနဲ့လို့နော်လူဖြစ်တာကိုပဲကျေးဇူးတင်လာပါခင်ဗျာ